အလုံးမဲမင်္ဂလာပါဒိုင်မွန်ရီကတ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့2023ခုနှစ်တုန်းကယုံတင်ခဲ့တဲ့ခုဆိုတဲ့ရုပ်ရှင်ဆလန်တိုလေးကိုရီကတ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာရုပ်ရှင်အစမှာအိတ်မောကြနေတဲ့အမျိုးသမီးတစ်ယောက်ကိုကွန်ကရစ်ကျန်းပြင်ပေါ်မှာမြင်ရပြီးသူမရဲ့လက်ချောင်းတွေမှာဒဏ်ရာရလို့တွေးစည်းနေပြီးဖနက်တွေကလည်းအသွေးနဲ့ညီညိုရောင်းဖြစ်နေပါတယ်ဒါပေမဲ့သူမဟာဒဏ်ရာကြီးအကျယ်မရသေးပဲအသက်ရှင်နေသေးပြီးအဲ့ဒီအချိန်မှာလိုင်းလုံးကြီးတွေက ကန်ချေကိုပြင်းထန်စွာရိုက်ခတ်နေတဲ့အတန်ကိုကြားရတဲ့ကြောင့်အဲ့ဒီအတန်ကဒုမနာရဲကိုပြင်းထန်စွာပဲ့တင်ထက်နေပြီးနောက်ဆုံးမှာတော့ဒုမကိုတတိပြန်ရလာစေခဲ့ပါတယ်။ သူမနိုးလာတဲ့အချိန်မှာပထမဆုံးမြင်ရတာကကွန်ကရစ်နံရံတွေနဲ့ဝိုင်းနေတဲ့အခင်အကျင်းဖြစ်ပြီးသူမလှုပ်ရှားကြည့်တဲ့အချိန်မှာတော့အလိုမြင်မာတဲ့ကိုင်းညွတ်နေတဲ့အဆောက်အဦးတစ်ခုရဲ့ဆုံးမရှိနေတာကိုတည်လိုက်ရပါတယ်။အောက်မှာဆိုရင်အမောင်နဲ့ကြီးနဲ့ဘာမှမရှိပဲသူမတစ်ချက်လွှဲလိုက်တာနဲ့အောက်ကိုပြုတ်ကျပြီးတေဆုံးဖို့ကတေချာနေပါတယ်။ဒါအပြင်သူမရဲ့ဘယ်ဘက်ခြေတော်ဟာခန္ဓာကိုယ်အောက်မှာညံ့နေပြီးထုတ်ဖို့မဖြစ်နိုင်တဲ့အနေအထားဖြစ်နေခဲ့ပါတယ်။ အတိစိတ်ပြောင်းဝင်လာတဲ့အချိန်မှာတော့သူမလည်းအစွန်ကိုပထမဆုံးမြင်တဲ့အခါအလွန်ထိတ်လန့်သွားခဲ့ပြီးနောက်ပြန်ဆုတ်ဖို့ကြိုးစားခဲ့ပေမဲ့သူမရဲ့လှူရှာမှုက ပိုပြီးအောက်ကိုချော်ချစေခဲ့ပါလေ။သူမလည်းကံကောင်းထောင်းမှစွာနဲ့မကြသေးဘူးဆိုပေမဲ့အခြေအနေကသူမပဲမရှိတော့ပဲတစ်ချက်မှန်းတဲ့ချော်ကြမှာပါပဲ။သူမနားလေသွားတာကချော်တဲ့အခါမှာဘယ်ဘက်ခြေတော့ကအပေါ်ကိုပိုတက်လာပြီးနာကျင်မှုကိုပိုဖြစ်စေတာပါပဲ။ သူမရဲ့လက်ဖွာတွေကလည်းကြမ်းတမ်းတဲ့ကွန်ကရစ်တွေကြောင့်ပိုပဲ့နေခဲ့တာကြောင့်သူမကလည်းအသက်ရှင်နှုန်းပုံမြန်လာပြီးတိတ်တိတ်လေးအသက်ရှင်ဖို့ဆုတောင်းနေခဲ့ပေမဲ့အသက်ရှင်ဖို့ခွင့်အလန်းကလုံးဝမရှိတလို့ပါပဲအဲ့ဒီနောက်သူမပိတ်မိနေတဲ့အဆောက်အဦရဲ့အနေအထားကိုတွေ့ရပြီးရဲအားလက်စစ်ပေးစက်ရုံတစ်ခုနဲ့တူနေခဲ့ပါတယ်သူမလည်းအစွန်ကနေနောက်ဆုတ်ဖို့လုပ်မယ်ဆိုရင်လည်းသူနောက်မှာမတ်ဆောင်နေတဲ့နေရန်ကသူမကိုလူမြောက်ခွင့်မပေးခဲ့ပါဘူး သူမလည်းအချင်းလေးကိုစိုးရင်စရာဖြစ်နေခဲ့တာကြောင့်ကျင်းဆဲနေတဲ့အချိန်မှာအောက်ဘက်ကတက်ဝင်လှုပ်ရှားနေတဲ့ဂျယ်လောင်တဲ့အတန်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအတန်းကသူမကိုလန့်စေပြီးကြာဖို့ကိုတွန်းအားပေးသလိုဖြစ်နေခဲ့ပါတယ်။သူမလည်းအဲ့ဒီအတန်းကလေကြောင်းဖြစ်ပေါ်လာတဲ့ပဲတီတန်လို့တွေးပြီးစိတ်တတမှုရစေခဲ့ပေမဲ့စကန့်အနည်းငယ်ကြာမှာတော့ပိုပြီးဂျယ်လောင်တဲ့အတန်းတစ်ခုထက်ကြားလိုက်ရပါတယ်။သူမလည်းအချိန်လေးကိုတိနေတာကြောင့် စိတ်ပြတ်နေခဲ့ပြီးကောင်းကင်ကိုငေးကြည့်ကအိုဟင်ငိုနေခဲ့ပါတယ်မင်းနဲ့အနေငယ်ကြမှာတော့အတန်ကတိတ်ဆိတ်သွားခဲ့ပြီးသူမကြားနေရတဲ့သူခုထဲသောအတန်ကညံဆန်းစွာရှူဆိုင်နေတဲ့အသက်တန်နဲ့ဘလိုနည်းနဲ့မဆိုးအသက်ရှင်ရမယ်လို့သူမရဲ့အသွေးတွေပဲဖြစ်ပါတယ်သူမလည်းငိန်နေမယ်ဆိုရင်လည်းတေမာကိုကြိုတိနေခဲ့ပြီး လှုပ်ရှားမယ်ဆိုရင်လည်းတင်မယ်ဆိုတာနားလည်နေခဲ့တာကြောင့်သူမလည်းအန်ဒီရဲ့ကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမလည်းအသက်ပြင်းပြင်းရှူပြီးစိတ်ကိုတင်ရင်အောင်လို့ကသူမရဲ့လက်နဲ့ညာခြေကိုကွန်ကရစ်မှာခိုင်မြဲစွာထောက်ပြီးလှည့်ဖို့ကြိုးစားခဲ့ပါတယ်။ဒါမကောင်းစွာပဲအစီအစဉ်ကမအောင်မြင်ပဲသူမကပိုပြီးချော်ကြသွားတဲ့ကြောင့်အချင်းတွေကပိုဆိုးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမကနောက်ထပ်တစ်ခါစူးစမ်းဖို့လုပ်ပြီး သူမရဲ့ခြေတော့ကိုဖြောက်ဖို့ကြိုးစားနေတာကိုလက်လျှောက်ရမယ်ဆိုတာနားလည်သွားခဲ့ပြီးအစွန်ကနေယုံထက်ဖို့တခုထဲတော်နီလန်းက သူမရဲ့လက်ကိုတတ်နိုင်သမျှထောက်ပြီးအခုအနေအထားအတိုင်းအပေါ်ကိုဆွဲတင်ဖို့ဖြစ်ပါတယ်။သူမလည်းညာဘက်လက်ကိုမြောက်ပြီးသွေးနဲ့ဆိတ်ကဲနေတဲ့လက်ချောင်းနှချောင်းကိုခွဲကာသူမရဲ့ရင်ဘက်နဲ့သွေးတွေကိုတုပ်ပြလိုက်တာကြောင့်နောက်တစ်ခါအပေါ်တက်ဖို့ကြိုးစားတဲ့အခါမှာလက်ဖွားကမချော်ပဲကုန်မိအောင်လို့ဖြစ်ပါတယ်။သူမသွေးတုပ်နေတဲ့အချိန်မှာလည်းနာကျင်မှုတွေကပြင်းထန်နေပေမဲ့အသက်မသေးချင်တာကြောင့်အန်ကျိတ်ပြီးခံနေခဲ့ပါတယ်။အဒီနောက်သူမလည်းအနှဲငယ်တက်တာရရဖို့အတွက်ဒဏ်ရာတွေကိုမုတ်လိုက်ပေမဲ့ ူမရဲ့မုတ်လိုက်တဲ့လေတွေကအာနေနေခဲ့ပြီးမလို့အပ်တဲ့လှုပ်ရှားမှုတွေကြောင့်သူမချော်ကြပြီးတည်ဆုံးမကိုကြောင်နေခဲ့ပါတယ်အဲ့ဒီလိုနဲ့သူမလည်းဒဏ်ရာမရတဲ့ခြေတော်နဲ့သွေးဆိုနေတဲ့လက်ဝါးနဲ့ကွန်ကရစ်အစွန်းကိုဖိချလိုက်ပြီးမှတင်လိုက်ပါတယ်ကံကောင်းစွာပဲဒီတစ်ခါမှာတော့သူမရဲ့အစီအစဉ်ကအောင်မြင်သွားခဲ့ပြီးခက်တာကစင်တီမီတာအနည်းငယ်စားသာတက်သွားတာပဲဖြစ်ပါတယ် အဲ့ဒီအချိန်မှာသူမလည်းတက်တောင်းတက်တာခက်ပြပြလေးတက်ပြင်းချလိုက်ပြီးအသက်ကိုပိုရှူထုတ်ကစိတ်ကိုငြိမ်အောင်ထားဖို့ကြိုးစားခဲ့ပါတယ်။သူမရဲ့လက်ဖွာတွေကအနံကျင်းမှုကြောင့်အယုံခံနိုင်စွမ်းတော်မရှိတလို့ဖြစ်နေပြီးသူမလည်းလက်နှစ်ဖက်ကိုမုတ်ပေးရင်ထက်သက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမကစိတ်အယုံချောက်ချားလာတဲ့ကြောင့်လက်ဖွာကိုကြည့်ပြီးပြန်ငုတ်ကြည့်တဲ့အချိန်မှာသွေးရကပိုရှည်လာသလိုထင်ရတဲ့ကြောင့်သူမရဲ့အသက်ရှူနှုန်းမြန်လာခဲ့ပါတယ်။ ဒီတခါမှာတော့သူမကအစွန်ဆုံးနေရာကိုရောက်နေပြီးနယံကလည်းမဆောက်လွန်းတဲ့ကြောင့်အခြေအနေကအပေါ်ကိုတက်ဖို့မဖြစ်နိုင်တော့ပါပဲသူမလည်းအသက်ရှင်ချင်တဲ့အလင်းလိုစိတ်နဲ့နောက်ထပ်တက်ဖို့ဆုံးဖြတ်လိုက်ပြီးမတော်တဆနဲ့အောက်ကိုနည်းနည်းချော်ကျသွားတဲ့အချိန်မှာပိုပြီးထိတ်လန့်သွားခဲ့ပါတယ်သူမလည်းနောက်ထပ်တက်ဖို့ကြိုးစားတဲ့အချိန်မှာရုတ်တရက်ကျဲလောင်တဲ့အတံကိုကြားလိုက်ရပြီးသူမလည်းတိမဲ့အချိန်ကိုစောင့်နေရမလား ထက်လှုပ်ရှားပြီးမြန်မြန်တည်ဖို့ရွေးချယ်စရာလမ်းနှလမ်းပဲကြံနေခဲ့ပါတယ်။သူမှလည်းထက်လှုပ်ရှားမဲ့လမ်းကိုပဲရွေးလိုက်ပြီးပောက်ပြဲနေတဲ့လက်ကိုမုတ်ကနောက်ထပ်တစ်ခါတက်ဖို့လှုပ်လိုက်ပေမဲ့အရင်ကထပ်ပိုပြီးချော်ကြတာကြောင့်သူမှလည်းအဲ့ဒီအခြေအနေမှာပဲရပ်နေလိုက်ပါတယ်။သူမရဲ့အသက်ရှူတန်ကမောင်မိုက်နေတဲ့အရာထက်ကျယ်လောင်နေခဲ့ပြီး အောက်ပြဲနေတဲ့လက်ကိုကြည်ရင်ကောင်းကင်ကငိုတန်ပါအောင်ချိန်လိုက်ပြီးမကြခင်မှာမိုးရွာလာခဲ့ပါတယ်။မိုးရွာလာတဲ့အချိန်မှာသူမရဲ့ပြေတနာကိုပုံမိုးဆိုးရွားလာစေခဲ့ပြီးမိုးကလည်းသူမရဲ့အချိန်လေးကိုစန့်ကျင်နေသလား၊ပူညီနေသလားဆိုတာကိုမသေးကွဲတော့ပဲဖြစ်နေခဲ့ပါတယ်။ မိုးရေကသူမရဲ့ဝေဒနာကိုမြင်းမြန်းဆက်ဆက်အဆုံးသက်ဖို့ရွာလာတာဖြစ်တာကြောင့်သူမကိုမိုးရေတွေနဲ့ဖြည်းဖြည်းချော်ကြစေခဲ့ပြီးမျောလင်းချက်ကိုဖျက်ဆီးနေခဲ့ပါတယ်။မိုးရေတွေလည်းမျက်နှာပြင်ကိုဆွဆွစေခဲ့ပြီးသူမလည်းမျက်လုံးမြောက်ကိုမိတ်ကာအန်ကျိနေတဲ့အချိန်မှာချော်ကြသွားတာကြောင့်သူမလည်းအော်ဟစ်လိုက်ပါတယ်။ဒါပေမဲ့မိုးချိန်တန်လောက်တော့မကျေလောင်နိုင်ခဲ့ပါဘူး။အဲဒီနောက်သူမလည်းလယ်ပြင်မှာတန်ကြိုးလေဆွဲတစ်ခုရှိနေတာကိုသတိရပြီး အဲ့ဒီတန်ကျိုးနဲ့သူမရဲ့လက်ကိုပတ်ကထောက်ထားလိုက်ပြီးအချင်းလေးကိုပုံမကြရှိစွာထိန်းပေးနိုင်မယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့လက်ကတဖြည်းဖြည်းချော်ကျနေတာကိုကြည့်ပြီးသူမရဲ့အဆုံးသက်ကိုမှန်းဆနိုင်မယ်လို့ထင်ပါတယ်ခင်ဗျာ။ဘလို့အဆုံးသက်သွားတယ်လဲဆိုတာကို comment မှာမှန်းခဲ့ပေးပြီး ပေးချင်တဲ့မက်ဆေ့ချ်ကတော့ကိုဘလို့အချိန်နေမှာပဲဖြစ်ဖြစ်ဆက်စူးစမ်းပြီးဘွားမှာကိုဒူးထောင်းမှအကြရှုံးနေဆိုတာပါပဲအခုလိုမျိုး recap video တွေကိုကြိုင်နေတဲ့တဲ့ဆိုရင် like နဲ့ subscribe လုပ်သွားပြီးပြီးနောက်ထပ် video မှာပြန်ဆောင်ကြရတာပေါ့အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ